ဇလန်းဆောင်မှာတော့စပိုက်ဒါမန်ကြီးစုကြောင့်ငင်းချမ်းမိတရားနေတဲ့မျိုးကြီးကိုကြည့်ပြီးပီတာတရားအကျင့်နဲ့ပြင်းချင်တဲ့နေရပါတယ်။လက်ရှိမှာတော့ပီတာလည်းတာမန်ဘွားနဲ့စပိုက်ဒါမန်ဘွားကိုဟန်ချက်ညီအောင်ထိလာနိုင်ကတောင်းစာတွေမှာလည်းအဆင့်နေပြန်ကောင်းလာပါတယ်။အတန်းထဲမှာတော့သူ့နဲ့ငြိမ်းချမ်းရှင်နေတာဂွမ်ဆိုတဲ့ရဲမှုတယောက်ကတမိပဲရှိပါတယ်။ညဘက်တွေမှာတော့ပီတာဘကမယ်ရီရဲ့အော်ပရာပွဲကိုလည်းတောင်းရောက်အားပေးခဲ့ပြီးပြဿနာမှာမယ်ရီပါလာနဲ့ကိုပီတာတယောက်ကပြုံးပြီးပြီးနဲ့ကြည့်နေရပါတယ်။ အဲ့နေရာမှာဟယ်ရီလည်းရှိနေပြီပွဲပြီးတော့ပီတာဟယ်ရီကိုစကားသားပြောပေးမယ်အဖေပဲသူတိစုံလာတာအကြောင်းအခဲမကျေသေးတဲ့ဟယ်ရီကတော့ပီတာကိုစကားတော်လှည့်မပြောပါဘူးအိမ်ပြောက်တော့လည်းလက်စားရှိနေတဲ့ဟယ်ရီကသူ့ကိုသူဂေါဘလင်ဖြစ်ပြောင်းလဲစေမယ့်စေးဒီကိုထပြီးသုံးဆွဲနေပါပြီဒီအချိန်မှာပီတာနဲ့မယ်ရီတို့ကတော့ပိတ်ကူအိမ်ပေါ်မှာချိန်တွေ့နေကြပြီးချီကျူးနေကြတဲ့အချိန်ပီတာတို့အနာမှာဥက္ကာခဲတစ်ခုပြုတ်ကြလာပါတယ်ဒါမှမယ်ပီတာတို့ကတော့အချစ်မျက်နှာတစ်ကဘာမှမလို့ဘာဆိုဘာမှမသိလိုက်ရပါဘူးအဲ့ဒီအချိန်မှာဥက္ကာခဲတရားနေထူးဆန်းတဲ့အရာတစ်ခုထွက်လာပြီးပီတာရဲ့စကင်နောက်ကိုကပ်ပြီးလိုက်ပါသွားပါတယ် ဒီအချိန်မှာနူရောမျိုးရဲ့တနေရာမှာတော့ထောင်းကနေထွက်ပြေးလာတဲ့လူတယောက်ကအိန္ဒိယဝင်ခိုးဖို့အတွက်စူးစမ်းနေပါတယ်။သူ့နာမည်ကတော့ဖလစ်ဖြစ်ပြီးလူသက်မှုနယ်ထောက်ကြထားသူပဲဖြစ်ပါတယ်။သူဟာနာတာရှင်နာမကြိုက်ဖြစ်နေတဲ့သူ့ရဲ့သမီးလေးကိုလာတွေ့တာဖြစ်ပြီးသူ့ရဲ့မိန်းမကတော့ဖလစ်ကလူသက်မှုရာအကြောင်းအရင်နေမောင်းထုံနေပါတယ်။ဒါမဲ့လည်းဖလစ်ကသူ့ဟာသမီးလေးရဲ့အတွက်စေဘုံဝင်ရှာရင်းနဲ့မတော်တဆလူသက်မိခဲ့တာဖြစ်ကြောင်းပြပြနေကမကြခင်မဲ့သူ့သမီးလေးရောက်လာပါတယ်။ဖလစ်ကတော့သူဟာသူသမီးလေးအတွက်ဆိုရင်လောကကြီးကိုဆန့်ကျင်ပြီးမရေရတဲ့တိချက်ကြောင်းနဲ့သူဟာလူစုံမဟုတ်ပါလို့ပြောပြီးထွက်လာခဲ့ပါတယ်။ ပီတာတယောက်ကတော့အန်တီမေစီကိုသွားပြီးမယ်ရီကိုလက်ထွက်ခွေတောင်းမဲ့အကြောင်းပြောပြလိုက်ပါတယ်။အန်တီမေကလည်းအချမ်းနေဝါသာသွားပြီးအန်ကယ်ဘန်သူ့ကိုလက်ထွက်ခွေတောင်းတော့အချိန်မျိုးပြန်ပြောပြနေရင်အန်ကယ်ဘန်သူ့ကိုပေးခဲ့မှုတွေလက်စုံလေးနဲ့ပဲမယ်ရီကိုလက်ထွက်ခွေတောင်းဖို့အတွက်ပီတာကိုပေးလိုက်ပါတယ်။ဒီလိုနဲ့ပီတာလည်းအပျော်ရည်တပွေကြီးပိုက်ပြီးစိတ်ကူးရင်မီပြလာနေတဲ့အချိန်အနောက်ကနေချောင်းတိုက်တာကိုခံလိုက်ရပါတယ်။တိုက်ခဲ့တဲ့သူကတော့အခြားသူမဟုတ်ပဲသူ့ရဲ့မိတ်ဆွေဟောင်းကြီး Green Goblin ဖြစ်လာကဒီတစ်ခါမှတော့ Green Goblin ဝတ်စုံဝတ်ထားတဲ့သူဟာ Harry ပဲဖြစ်ပါတယ်။ ဟယ်ရီကတော့သူ့ရဲ့အဖေရာပီတာရဲ့လက်ချက်ကြောင့်တေးခဲ့တာဆိုပြီးအညိုတကြီးနဲ့လိုက်ပြီးတက်ခိုက်နေပြီမယ်ပီတာကတော့အသက်တန်တဲ့ခုခံနေရင်ရှင်းပြနေရပါတယ်ဒါမဲ့ Harry ကတော့ဘာလို့မမနာမထောင်မဲဆက်ပြီးတက်ခိုက်နေရကြအောင်ပီတာလည်းမရတဲ့နယ်အဆုံးမှာတော့ပြန်ပြီးတက်ခိုက်လိုက်ရက Harry တယောက်လည်းအနာအတန်တိုင်းကိုပြင်းပြတဲ့တိုင်းရိုက်မိပြီးမောက်သွားပါတယ်။ဒီလိုနဲ့ Harry ကပြန်မထလာတော့ကြအောင်ပီတာလည်းစိုးရိမ်ပြီးအမြန်ပြေးကြည့်လိုက်တော့ Harry တယောက်ကြီးကြီးမားထိခိုက်မိသွားတာကိုမြင်လိုက်ရပြီးပီတာလည်းဆေးရုံအမြန်ပုတ်ပေးခဲ့လိုက်ပါတယ်။ ဒီချိန်တစ်ဖက်မှာလည်း flash ကရဲလိုက်လို့ပြေးနေရပြီပြေးလွှားနေတဲ့တန်းနယ်ပတ်သက်တဲ့ဆက်ဆက်မှုတွေလုပ်ထားတဲ့စစ်ရုံတစ်ခုစီကိုရောက်သွားပါတယ်နောက်ဆုံးမှာတော့အတော်မတော်တလှမ်းဆိုသလိုကျွင်းတစ်ခုတည်းကိုကျသွားပြီးရုတ်တရက်ဆိုသလိုမိရောက်နေရလဲလင်းလာပြီးဆက်ကြီးတစ်ခုလုံးပွင့်သွားခဲ့ပါတယ်ဆက်ကတော့တဲမုံတီကိုဓာတ်ရုပ်ပင်လိုက်ပစီနေပေါင်းနေပြီးအန်ရရှိတဲ့ဆက်ဆက်မှုတစ်ခုကိုလုံနေရဖြစ်ကာကန်ဆိုးကျင်တော့ flash ကလည်းအဲ့ဆက်ဆက်မှုထဲမှာပါသွားခဲ့ပါတယ်ကံကောင်းကျင်တော့ flick ကအိုက်ဆက်ဆက်မှုကြောင့်မသိသေးသေးဘဲသူ့ရဲ့ခန္ဓာကိုယ်ကတဲရင်တဲ့ပေါင်းဆက်တယ်ဖြစ်သွားခဲ့ပြီးတဲရင်အဖြစ်နဲ့တဏှာကိုလွှင့်စင်သွားခဲ့ပါတယ် ဒီချိန်မှာဆေးရုံမှာရှိနေတဲ့ပီတာပါကာကိုဆရာဝန်တယောက်ကသူတို့တွေဟဲရီကိုကုသပေးနိုင်ပေမယ့်ဒီတဲ့အကြောင်းရတတော်မှာတော့မှတ်ညံ့နေကိုပြဆိုးနေတဲ့ကြောင်းလာပြောပြပါရတယ်။ပီတာလည်းဆရာဝန်အစီအစဉ်နဲ့စစ်စစ်ချက်အဖြစ်ကိုသိလိုက်ရပြီးရတယ်။အခန်းထဲကိုဝင်သွားကြည့်တော့သူ့ကိုပျော်ပျော်ကြီးကြည့်နေတဲ့ဟဲရီကိုတွေ့လိုက်ရပြီးဟဲရီကတော့ပီတာနဲ့ပတ်သက်တဲ့ညာရတတော်အခြေအနေတွေအကုန်လုံးကိုမေ့နေပါရတယ်။ဘာလို့ဘာမှမသိရတဲ့ဟယ်ရီကတော့သူ့ရဲ့အခြေတော်တကယ်ချင်းနေဖြစ်တယ်ပီတာနဲ့မယ်ရီတို့ကိုတွေ့ရတဲ့နေမှာအရေးကြီးပျော်နေခဲ့ပါတယ်တဖက်မှာတော့မနေ့ရောက်လာတဲ့အချိန်မှာဆက်ရုံထဲမှာရှိနေတဲ့တဲဒီဟာစတင်ယူရလာပြီးမကြခင်မှာပဲလူတယောက်အဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ် အကြောင်းကတော့ flitch ကတဲလူသားဖြစ်ပြောင်းသွားခဲ့တာပဲဖြစ်ပါတယ်ဒီအချိန်မှာ peter ကတော့ mary ကိုလက်ထပ်ခွေတောင်းဖို့အတွက်ပြင်ဆင်နေပါတယ်အားလုံးပြင်ဆင်ပြီးတဲ့အချိန်မှာပဲ mary က wyden နဲ့မျက်နှာနဲ့ရောက်လာပြီးသူ့ရဲ့ဖြောပြမှုကိုဝေဖန်တဲ့ဆောင်းပါးတစ်ခုကိုလာပြပါတယ်ဒါမဲ့ peter ကတော့ဘာမှမဟုတ်တဲ့ဝေဖန်မှုလေးဖြစ်လို့စိတ်ထဲမှာမထားဖို့အတွက်ပြောလိုက်ပါတယ်အခုအချိန်မှာပီတာရဲ့နေသိမှုကိုမယ်ရီကအလိုအဆိုးဖြစ်နေပြီပဲမြို့ထဲမှာပြဿနာတစ်ခုဖြစ်တာနဲ့ပဲပီတာကလည်းစပိုင်ဒါမန်အဖြစ်နဲ့တာဝန်ထမ်းဆောင်ရဖို့အတွက်မယ်ရီကိုထားခဲ့ပြီးထွက်လာခဲ့လိုက်ရပါတယ် စပိုင်ဒါမန်လည်းနေရာကိုပြောလာတော့ဆက်လို့ဤလုပ်ငန်းခွင်ထဲမှာကရင်းတစ်ခုပါလက်သက်လျှော့ဖြစ်ပြီးထိချုပ်မှုမဲ့နေပါတယ်။မတော်တဆဖြစ်တဲ့အနီးမှာဂွမ်းလည်းရှိနေပြီးထိချုပ်မှုမဲ့နေတဲ့ကရင်းကြောင့်ဂွမ်းလို့ရှိနေတဲ့အဆောက်အဦကိုထိခိုက်မိပြီးပျက်စီးမှုတွေစပြီးဖြစ်လာပါတယ်။လူတော်မျိုးပဲရဲမှုကြီးကလည်းလာပြီးစစ်ဆေးနေတဲ့အချိန်မှာဂွမ်းလို့ရှိနေတဲ့အဆောက်အဦကစပြီးပိုကြခံနေနေပါပြီ။ဒီအချိန်မှာအောက်မှာရှိနေတဲ့ဂွမ်းချစ်သူဆိုတဲ့အန်တီဆိုတဲ့ကောင်ကသူကြီးစားမမသိပဲတည်င်းအတွက်စူးစမ်းပတ်စားတဲ့ဓပုံချရယူနေပါတယ်။ အတော်ကြတော့မှဘွားပြက်နေတာသူကြီးစားမှန်းတည်သွားပြီရဲမှုကလည်းခွန်ရဲ့အဖေဖြစ်နေတာကိုကွာတိလိုက်ရပါတယ်ဒါမှမယ့်နှစ်ယောက်သားဆေးပူရွာနဲ့လွယ်ပြီးဘာမှမတတ်နိုင်ခဲ့ကြပါဘူးကန်ဟောင်းကျင်တော့ခွန်တရားပုတ်တလူစစ်စစ်မှပဲစပယ်လာမန်ရောက်လာပြီးခွန်ဟောင်းကတင်ပေးလိုက်ပါတယ်ပြီးရတယ်ပထောက်သားဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲအက်ဒီရောက်လာပြီးစပယ်လာမန်ရဲ့တပ်ပုံကိုရဲရှင်လို့ပါဆိုကခွန်တောင်းမိရိုက်ပါတယ်ပြီးရတယ်ရိုက်ပြီးရတာတဲ့ပုံတွေကိုတော့ဒေးလီဘက်သတင်းစာကိုသွားပြီးရောင်းစားလိုက်ပါတယ်အဲ့ဒီအချိန်မှာပီတာပါကလည်းသူ့ရဲ့ပုံကိုသူပြန်ရောက်စားဖို့တော့ရောက်လာတဲ့အချိန်နဲ့စပြီးတိုးပါတယ် ဒီချိန်မှာတော့နှစ်ယောက်သားအပြိုက်ဆိုင်နေဖြစ်လာခဲ့ကြပြီဒေါနက်စ်ကတော့သူ့ရဲ့လက်ထောက်ကိုဓဖို့အခြေခံနဲ့ပတ်သက်ပြီးပူပီနားနဲ့တကြွန်နဲ့အန်တီရဲ့ပုံကိုပဲယူဖို့တက်ပြောလိုက်ပါတယ်။အဲ့ဒီပြင်ဒေါနက်ကြက်ရောက်လဲအန်တီရမျက်ဝင်မိတဲ့တာကြောင့်ဒေါနက်ကလည်းအကျဉ်းချုပ်ပြင်းချင်တဲ့နေရာပါတယ်။ပြီးရတဲ့ဒေါနက်ကလက်ရှိမှာဒေးလီဘတ်ကေမှာပင်တဲ့ဓဖို့ဆရာလိုအပ်နေရာကြောင့်ပီတာနဲ့အန်တီတို့ကိုစပိုက်ဒါမန်ရဲ့မကောင်းလာလို့တဲ့ပုံကိုရအောင်ကြည့်လာပေးလို့ရှိရင်အလုခတ်မယ်လို့ပြောလိုက်ပါတယ်။ပီတာပါကတော့အဲ့ကိစ္စဟာမဖြစ်နိုင်ဘူးလို့ပြောနေပြီးအန်တီကတော့ဘာလို့မဖြစ်နိုင်ရမှာလဲဆိုပြီးဒီလုပ်ကိုလက်ခံလိုက်ပါတယ်။ တစ်ဖက်မှာလည်းမေရီယာအလုပ်လုပ်ဖို့အတွက် တက်ဆက်ယုံသွားတဲ့အချိန်သူ့နေရာကိုရောက်တော့တတိယသူ့နေရာကိုတခြားတယောက်နဲ့အစားထိုးတာပါတယ်အကြောင်းကတော့လက်ရှိမှာထွက်နေတဲ့တဲ့င်းနဲ့အရာမေရီကိုနေရာမှာဆက်ထားလို့ရှိရင်သူ့ရဲ့ပုံရိပ်ပါထိခိုက်နိုင်တဲ့အကြောင်းမေရီကိုအခုကနေစပြီးအလုပ်ထုတ်လိုက်ပြီးတော့တတိယပြောလိုက်ပါတယ်ဂျဲမူကတော့သူ့ရဲ့သမီးကိုကယ်တင်ပေးခဲ့တဲ့အတွက်စပိုင်ဒါမန်ကိုကျေးဇူးတင်ဖို့အတွက်ဂုဏ်ယူပေးခြင်းမှပြင်နေပါတယ်စပိုင်ဒါမန်ကိုဂုဏ်ယူပေးတဲ့ပွဲကိုမယ်ရီနဲ့ရောက်လာခဲ့ပြီးပီတာကတော့ဆောင်းမနဲ့ပတ်သက်ပြီးဘာမှမပူဘူးနဲ့မယ်ရီကိုမကြခင်မှာအရာအလုံးဟာအဆင်မပြေတော့မှမဟုတ်လို့အဆင်မပြေအောင်ကြိုးစားပါလို့ပဲအားပေးလိုက်ပါတယ် ဒါမဲ့မယ်ရီကတော့ပီတာကိုသူ့လုံးထွက်ခံရအောင်ပြောပြီးငိုချင်နေပြီမယ်ပီတာကတော့လက်ရှိပွဲကြောင့်အချိန်မပေးနိုင်ဖြစ်နေပါတယ်ဒီအချိန်မှာဖလစ်ကတော့မြို့ရဲ့တနေရာမှာတဲလူသားဖြစ်နေစတဲ့တောင်းတနေပြီပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းပွဲထဲမှာတောက်ထဲချန်နေခဲ့တဲ့မယ်ရီစီကိုဟယ်ရီကလာပြီးမယ်ရီရဲ့ပြဿနာပွဲတွေကိုချိန်ပူလာကြအောင်မယ်ရီကိုဘလောက်တော့ကြောင်းနေချီးကျူးနေပါတယ်ဒါမဲ့မယ်ရီကတော့ဟယ်ရီကိုသူ့ဟာလက်ရှိမှာအလုပ်ထုတ်ခံရအောင်ရင်ဖွဲလိုက်တဲ့အချိန်မှာတော့ဟယ်ရီလည်းစိတ်တိုက်ခိုက်သွားရကမယ်ရီကိုနဲ့တိမ်ပင်နေပါတယ် အဲ့ဒီအချိန်မှာပွဲလေးကိုစပိုင်ဒါမန်ရောက်လာလို့လူတွေအကုန်လုံးလည်းအုပ်ဝတော်နေဖြစ်လာကြပြီစပိုင်ဒါမန်လည်းအပျော်ကြီးပျော်နေကပြပွဲလေးဟာပရိသတ်တွေရဲ့တောက်ဆူမှုရာပွဲပုတ်ဆူသွားအောင်လို့ဝမ်းဝါထပြီးနမ်းပစ်လိုက်ကအဲ့ဒါကိုမြင်သွားတဲ့မယ်ရီကတော့ရင်ထဲမှာတော်တော်လိခံသားသွားရရှာပါတယ်ခဏအကြာမှာတော့မြို့ထဲမှာပတ်ပြီးတောင်းကျက်နေတဲ့တိုက်လူသားပွဲလေးကိုဦးတည်လာပြီးဘတ်စကားတစ်စီးကိုအကြမ်းဖက်လိုက်တာကြောင့်စပိုင်ဒါမန်လည်းဖလစ်ကိုစပြီးဒါစီရပါတယ်ဒီလိုနဲ့တိုင်ရင်ခိုင်နေပဲအကြောင်းရင်းတစ်ခုကြောင့်တိုက်လူသားနေရာနဲ့ထွက်သွားခဲ့ရကြောင့်စပိုင်ဒါမန်လည်းတိုက်ပွဲကိုထွက်တက်လိုက်ရပါတယ် ။တရမ်းမှာတော့ပီတာပါကာမယ်ရီကိုလက်တက်ခွင့်တောင်းဖို့အတွက်နာမည်ကြီးဆက်သောက်တဲ့တစ်ခုမှချိန်လိုက်ပါရယ်။မယ်ရီလက်လက်ပပဝှစ်စင်ပြီးနေရောင်ရွက်လာတဲ့အကြောင်းပီတာကတော့ဗဇက်ဟောက်တက်ဖြစ်ပြီးငြင်းကြည့်နေရပါရယ်။ဒါမှမဲအခုအချိန်ထိမယ်ရီရဲ့အလုပ်ကြောင်းကိုဘာလို့ဘာမှမသိရသေးတဲ့ပီတာကတော့မယ်ရီကိုနောက်ထပ်လို့ရှိရင်လူတိုင်းသိလာတဲ့နာမည်ကြီးအမှုမကြချင်းတရားဖြစ်လာတော့မှဆိုပြီးအားပေးပါရယ်။အဲဒီစကားကိုလက်ရှိမှာနာမည်အရန်ကြီးနေတဲ့လူတို့ရဲ့အချစ်တော်စပိုင်ဒါမန်ထုတ်ပေါ်လိုက်တာဖြစ်တာကြောင့်မယ်ရီလည်းအားငယ်သွားရပါတယ်။အဲဒီအချိန်မှာနေဟောင်ခွဲရောက်လာပြီးပီတာနဲ့မယ်ရီတို့ဆက်ရင်လည်းစကားပြောကြပါတယ်။ ပြီးရနေမီတာနဲ့ခွန်ဟာတင်းတင်းစကားပြောနေ ਉ တာမှာကအကြောင်းမှလည်းအတန်းဖို့တွေဆိုတော့သိလိုက်ရအောင်ကြောင်းမယ်ရီလည်းသူဝင်နေအရန်တုန်နေခဲ့ရပါတယ်ဒီလိုနဲ့ခွန်ထွက်သွားတဲ့အချိန်မှာတော့ခွန်အကြောင်းကိုတခါမှမပြောပြဘူးတဲ့ပီတာကိုမယ်ရီကအကြီးကျယ်ပသက်လာရှာပြီးပွဲထဲမှာလည်းခွန်ကိုနှလိုက်တာစပိုက်တာမန်အနေနဲ့လားပီတာအနေနဲ့လားလို့မေးပြီးနေရာကနေထပြန်သွားခဲ့ပါတယ်ပီတာလည်းဘာမှရှင်းပြချင်မရလိုက်ပဲနေရာမှာပဲကျန်နေခဲ့ရပြီးတရက်မှာတော့ပီတာစီကိုရဲမှုကဖုံးဆက်လာကအရေးကြီးကိစ္စတစ်ခုရှိလို့ရဲစခန်းကိုလာခဲ့ခိုင်းလိုက်ပါတယ် ဒီလိုနဲ့ရဲစခန်းကိုပီတာနဲ့အနီမေကိုထွက်လာခဲ့တဲ့အချိန်မှာတော့ရဲမှုဟာအန်ကယ်ဘဲတည်ဆုံမှုအကြောင်းရင်းကိုအဆအဆုံးပြန်ပြီးရှင်းပြပါတယ်။တကယ်တမ်းမှာတော့အန်ကယ်ဘဲအောင်တတ်ရတဲ့သူဟာစပယ်ဒါမန်ကြောင့်တည်ဆုံသွားတဲ့သူမဟုတ်ဘဲအခုလက်တော်မှာလွတ်ပြောင်းနေတဲ့နိုင်မကြီးလူတို့ကြီးဖလစ်ဆိုသူပဲဖြစ်ပါတယ်။အဲဒီစကားကြောင့်ပီတာလည်းဖလစ်ကိုအကြီးကျယ်နာကြီးသွားပြီးလက်စားချေပုံနဲ့ဆုံးမချချလိုက်ပါတယ်။ဒီလိုနဲ့နောက်နေ့မှာတော့အန်တီမီစီကနေအကြောင်းဆုံးကိုကြားထားတာကြောင့်ပီတာကိုထွက်သိမ့်ပြီးပို့အတွက်မယ်ရီယာပီတာစီကိုလာခဲ့ပါတယ်။ ဒါမဲ့ပီတာကတော့လက်မခံပဲသူအစီအမေကြောင်းပြောလိုက်တာသူနီးသူဟန်နဲ့ပဲဒီကိစ္စကိုဖြေရှင်းပါမို့လို့အခုညီမလို့အကြောင်းပြောလိုက်တာကြောင့်မယ်ရီလည်းစိတ်ပြတ်ပြီးပြန်သွားရပါတယ်။ပီရနဲ့ပီတာကစပိုင်ဒါမန်ဝတ်စုံဝင်လိုက်ပြီးတညလုံးမှုခင်းတရေရဖို့တောင်ဆောက်စားနေခဲ့ပါတယ်။အဲ့လိုမျိုးဒေါသစိတ်တွေနဲ့စပိုင်ဒါမန်တရားကိုအိပ်ပျော်သွားတဲ့အချိန်မှာတော့သူ့ရဲ့နောက်မှာလိုက်လာတဲ့ဘာမှမသိတဲ့အမေရောက်အရှိတရားပီတာကိုဝင်ပြီးပူကတ်လိုက်ပါတယ်။ပီတာတယောက်လည်းအိမ်မဆိုးတွေမနေပြီးလန်လုံးလာတဲ့အချိန်မှာတော့အဆောက်အအုံတစ်ခုပေါ်ရောက်နေခဲ့ပြီးသူ့ရဲ့ဝတ်စုံကလည်းထူးထူးဆန်းဆန်းအနေရောက်အဖြစ်ပြောင်းနေရကြအောင်ပီတာလည်းအံ့ဩနေရပါတယ်။ အဲ့ဒီအရာထက်လည်းအများကြီးပုံပြီးတတ်မှလာတာကိုပီတာကခံစားမိနေပါတယ်။ဒီလိုနဲ့ပီတာလည်းသူ့ကိုကူးစက်ခဲ့တဲ့ကပောက်ကော်ရဲ့နမူနာကိုသိရဖို့အတွက်စစ်စစ်ကြည့်ဖို့အတွက်ယူသွားပါတယ်။အိမ်ပြောက်လာတဲ့ချက်ချင်းပဲတဲလူသားကဘယ်အောင်ဓမ္မတိုင်နေပြီဆိုတဲ့တည်ရို့ကြားလိုက်ရအောင်ချက်ချင်းပဲဖလစ်ရှိနေတဲ့နေရာကိုတောက်သွားလိုက်ပါတယ်။ရေစိုးမြောင်းတစ်ခုတည်းကိုတဲလူသားကဝင်သွားတာကိုမြင်လိုက်ရအောင်ထိုက်သွားဖို့အတွက်ပြင်နေတဲ့ချိန်အက်တီရောက်လာပြီးစပိုက်ဒါမန်ကိုဓပုံနဲ့ရိုက်နေပါတယ်။ဒီချိန်မှာကပောက်ကော်ကြောင့်ဆက်ဆက်နေတဲ့ပီတာကတော့သူ့ကိုဓပုံလိုက်နေတဲ့အက်တီကိုဆက်ချုပ်လာပြီးအက်တီရဲ့ကင်မရာကိုရက်ခွဲပစ်လိုက်တာဖလစ်ကနောက်ကိုလိုက်သွားခဲ့ပါတယ်။ ဖလစ်နဲ့တွေ့တော့အန်ကဘဲတည်ဆုံမှုဟာမီးလက်ချက်ပဲလို့ပြောနေကတိတ်ချအောင်စစ်ဆင်းနေပါတယ်။မင်းနေနေပဲပီတာတယောက်လည်းစိတ်မထင်းနိုင်ဖြစ်လာပြီးဖလစ်ကိုစပြီးတီးပါတယ်။ဒီဒီချိန်မှာတော့ကပ်ပါကောင်ရဲ့အစွမ်းကြောင့်ဖလစ်လည်းစပိုင်ဒါမန်ကိုမတိုက်ခိုက်နိုင်ပဲသူ့ဤဘက်ခံနေရပါတယ်။ဒီလိုနဲ့တိုက်ရင်ခိုင်ရင်နဲ့ဖလစ်ရဲ့ခန္ဓာကိုယ်ဟာတဲရင်နဲ့လှောက်ထားတာမို့လို့ရည်တီးလို့ရှိရင်အားနေသွားတာကိုသိထားမိပြီးဖလစ်ကိုရင်ထဲလောလုလိုက်ကကိစ္စချော်ပေးလိုက်ပါတယ်။ဖလစ်ကိုရှင်းပြီးအိမ်ပြောင်းတဲ့အချိန်အထိပီတာကတော့ဒေါသစိတ်မပြေနိုင်သေးပဲအခန်းကလာတော့တဲ့အခန်းပိုင်ရှိတော်မှာအောက်ထုတ်ပြစ်လိုက်ပါတယ် ဒီလိုနဲ့အိမ်ထဲကိုပြောင်းတော့မှပဲသူ့ကိုသူမှန်ထဲမှာကြီးမိလိုက်ပြီးသူ့ရဲ့စိတ်တည်းပြောင်းနေတာကိုသတိထားမိသွားအောင်ပိတာလည်းအသည့်စိတ်ဝင်သွားခဲ့ပြီးသူ့ရဲ့ဝတ်စုံကိုချက်ချင်းပဲချွတ်လိုက်ပြီးသူ့ကြမ်းထဲမှာထည့်သိမ်းပြလိုက်ပါတယ်။ပြီးရနဲ့အန်တီမိတ်စီကိုသွားပြီးအန်ကယ်ဘက်ကိုတက်ခဲ့တဲ့သူ့ကိုစပိုင်ဒါမန်ကကိစ္စရှင်းပေးလိုက်ပြီးဖြစ်ကြောင်းပြောလိုက်ပါတယ်။ပီတာလည်းအန်ဒီမီယာအဲ့တဲ့ကိုကြားလို့ရှိရင်ပျော်သွားမယ်ဆိုပြီးပြောလိမ့်နေပေမယ့်အန်ဒီမီယာတော့ဝမ်းမသာပဲအန်ကယ်ဖန်ဟာသူတို့ကိုအဲ့လိုမျိုးအညိုးကြီးတဲ့စိတ်တွေနဲ့နေထိုင်ချင်တာမဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်။ဒီချိန်မှာမယ်ရီကတော့မြို့ထဲမှာအလုပ်သင့်ရှာနေခဲ့ပြီးသူ့ကိုအကူအညီပေးဖို့အတွက်ဟယ်ရီကိုဆက်သွယ်လိုက်ပါတယ်။ ဟယ်ရီကလည်းမဆိုင်မတော့ပဲသူ့ရဲ့အယုံလာခဲ့ဖို့အတွက်ကြိုးဆိုလိုက်ပြီးမယ်ရီရောက်လာတဲ့အခါမှာတော့အလက်တသိနဲ့ပဲဗိုက်စာနေရဲ့မယ်ရီကိုတခုခုစားဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အဲ့ဒီဟယ်ရီယာမယ်ရီအတွက်ဇညိုးတစ်ခုတော့ချိန်ပေးထားတာကြောင့်မယ်ရီလည်းအတော်ဝမ်းသာသွားပါတယ်။ပြီးရနဲ့မယ်ရီလည်းဟယ်ရီကိုအချင်းသားတွေပေါ်လာမိပြီးဟယ်ရီရဲ့နှဖူးပေါ်မှာအမိုင်းယိုလေးကိုကတ်ကြည့်လိုက်ရင်မျက်ရောက်သားအချင်းသားတွေပေးလိုက်ကြပါတယ်။နောက်တော့မှမယ်ရီလည်းသတိမဝင်လာခဲ့ပြီးနေရာအနေအမျက်မထွက်သွားတာကြောင့်ဟယ်ရီလည်းစိတ်ရှုပ်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အတန်တွေကိုဟယ်ရီတယောက်ပြန်ပြီးကြားလာရပြီးမကြခင်ပဲမှတ်ရတဲ့အကုန်လုံးကိုပြန်ပြီးသတိရသွားခဲ့ပါတယ်။ သူ့အတွက်လက်စားချေပေးဖို့အတွက်တောင်းဆိုနေတဲ့အဖေဖြစ်သူရဲ့ပုံရိပ်တွေကိုလည်းပြန်ပြီးမြင်အောင်လာရပါတယ်။ဒီလိုနဲ့တ냐မှာတော့ Mary ရဲ့အခန်းထဲကို Harry ကခိုးဝင်လာခဲ့ပြီး Mary ကိုချစ်ချောက်လိုက်တာ Peter ကအသက်ရှင်နေချင်လို့ရှိရင်သူပြောတဲ့အတိုင်းလုပ်ဖို့တိုက်ပြောလိုက်ပါတယ်။ဒါကြောင့်နောက်တစ်နေ့မှာ Mary ရာ Peter ကိုပတ်ချက်တစ်ခုမှတွေးဖို့တိုက်ချင်လိုက်ပါတယ်။ Peter ကတော့ဘူးမသိပါမသိနဲ့ပန်းလေးပိုင်းတောင်ဝဲပြီး Mary ကိုလာချင်ပေမဲ့ Mary ကတော့ရောက်ချင်ပေ Peter ပါကောက်ကိုလမ်းခွဲဖို့တိုက်ပြောလိုက်ပါတယ်။ ပီတာအကြောင်းကြီးကိုမေးတော့မယ်ရီဟာအတက်ရလေလို့လို့ပဲခက်ရှိရှိပဲပြောလိုက်တာပီတာကလည်းစစ်စစ်လက်စလို့လို့ပြလိုက်တဲ့အချိန်မှာတော့မယ်ရီလည်းစိတ်မကောင်းလေဖြစ်သွားပြီးမျက်ရည်ကျလာပင်မယ်တစ်ဖက်မှာလည်းပီတာရဲ့အသက်အန္တရာယ်ရှိနေရာကြောင်းပီတာကိုလမ်းခွဲဖို့တောက်ကိုပဲပြောလိုက်ရပါတယ်ဒီလိုနဲ့ပီတာနဲ့မယ်ရီတို့ပြန်အပြည့်ပြက်လေးကိုတနေရာအနေနဲ့အယားသာခံကဟယ်ရီကတော့စောင့်ကြည့်နေပါတယ်ဒီကိစ္စတွေပြီးသွားတော့မှဟယ်ရီဟာပီတာနဲ့တွေ့ဖို့တထချင်းလိုက်ပါတယ်ပီတာကလည်းသူ့ပေါ်တာဟယ်ရီကအခုချိန်ကြီး3မိနစ်တုန်းလို့ပဲထင်တာကြောင်းတော့တွေ့လိုက်ပြီးမယ်ရီနဲ့သူနဲ့လမ်းခွဲခွဲတဲ့အကြောင်းကိုဟယ်ရီကိုချင်းဖွင့်လိုက်ပါတယ် ဒါမဲ့ Harry ကတော့လက်ရှိမှာ Mary ဟာအလုပ်ထုတ်ခံရပြီအခုလည်းသပွဲလို့လုပ်နေရကြောင်းပြောပြလိုက်တဲ့အချိန်မှာတော့ Peter ဘာလို့မှမသိရတဲ့အတွက်အံ့ဩတင်သွားရပါတယ်ပြီးရတယ်တလက်ဆရတယ် Mary ချစ်နေတဲ့သူဟာသူ့ဖြစ်နေကြောင်း Harry ကပြောလိုက်တဲ့အချိန်မှာတော့ Peter လည်းမျိုးနိုင်ဖြစ်သွားခဲ့ပြီးနေရာနဲ့ထွက်ထွက်သွားခဲ့ပါတယ်ဒီချိန်တလက်ဆရတဲ့မှာပဲ Peter တိလိုက်ရတာကတော့ Harry ဟာသူ့ရဲ့မှတ်ချက်တွေကိုပြန်ပြီးရနိုင်ပြီဆိုတာပဲဖြစ်ပါတယ်လက်ရှိမှာရီးစားနဲ့ကွဲဝင်တဲ့မှာတငယ်ချင်းနဲ့ပါအစမပြေတဲ့ပီတာလည်းမန်တိုင်တန်တန်ကြီးနေဝမ်းနဲ့နေခဲ့ရပါတယ် ဒါကြောင့်အဖေတခုလဲလို့ညာဆိုပြီးစပိုင်ဒါမန်ဝတ်စုံကိုလဲဝယ်လိုက်ကဟယ်ရီကိုတော့ပြန်တွေ့လိုက်ပြီးဟယ်ရီကိုမယ်ရီနဲ့ပတ်သက်မြောက်ကိုအမှန်တိုင်းဖြေခိုင်းပါတယ်။ဒါကြောင့်ဟယ်ရီလည်းသူ့စီကိုမယ်ရီရောက်လာတာနဲ့အဆချီပြီးသူ့နဲ့ဘလိုမျိုးအကျင်တာပေးခဲ့တဲ့အကြောင်းလေးကိုပါအရသာခံပြီးပြန်ပြောလိုက်တာကြောင့်ပီတာလည်းဒေါသထွက်ပြီးဟယ်ရီကိုစပြီးတက်ခိုက်ပါတယ်။ဒီလိုမျိုးတယောက်နဲ့တစ်ယောက်အကြီးကြီးတက်ခိုက်နေကြရင်နောက်ဆုံးမှာတော့လက်လက်ခံတဲ့ကိုကျွမ်းလာခဲ့ပါတယ်။ဒါမဲ့အရင်အထက်ပို့ပြီးအများကြီးတမလာတဲ့ပီတာကိုတော့ဖယ်ရီယာမနေ့တက်ခိုက်နေရပြီးနောက်ဆုံးမှာတော့သူ့မနေ့တော်ကိုတီးတဲ့အချိန်မှာပီတာဟယ်ရီကိုအရှုံးသမားပဲဆိုပြီးခနဲလိုက်ပါတယ် အဲစကားကြောင့်ဟဲရီရဲ့ဒေါသထွက်သွားပြီးပီတာကိုဘုန်းနဲ့ပြစ်လိုက်ပြီးမယ်ပီတာကတော့အထာကျကျပဲပြန်ဖမ်းပြီးဟဲရီကိုပြန်ပြစ်လိုက်ရာသူ့ရဲ့မျက်နှာနားမှာပဲဘိုးကပောက်ခွဲသွားခဲ့ပါတယ်ဒီအချိန်ကနေစပြီးပီတာလည်းအနက်ရောင်ဝတ်စုံဝယ်ရတာကိုတဖြည်းဖြည်းနဲ့ထိုက်လာခဲ့ပါတယ်အဲဒီတလက်စာထဲမှာပဲစပိုက်ဒါမန်ဟာဘန်ဟော်ဒမတ်လိုက်တယ်ဆိုတဲ့သတင်းကိုအက်ဒီယာဒေးလီဘတ်ကိုလာပြီးပြခဲ့ပါတယ်ပီတာကတော့ခြေတလဲနောက်ကျပြီးနောက်နေ့ကျတော့မှဒေးလီဘတ်ကသတင်းစာကိုရွှေ့လာပြီးသတင်းမှန်အောင်လာပြီးပို့ပေးမယ်အက်ဒီယာကတော့သတင်းစာတိုက်ပိုက်ရှင်းလို့ချင်တယ်သတင်းကိုရအောင်ရှာပေးခဲ့တဲ့အတွက်အလုပ်ရသွားပြီးအောင်ဝဲခံနေပါပြီ ဒါမဲ့ပီတာကတော့ပုံကိုကြည့်လိုက်တာနဲ့အဲ့ပုံမှာတွေ့ထားတဲ့ပုံကို Photoshop လုပ်ပြီးတော့သူ့ကိုနာမည်ဖျက်ထားတာဖြစ်ကြောင်းသိသွားပါတယ်။ဒါကြောင့်အယ်လီကတော့တကိစ္စကိုဘသူမှမပြောဖို့အတွက်အလုံးညွတ်တောင်းပန်နေပြီးအခြားသူတွေသိသွားလို့ရှိရင်သူတိတ်တိတ်ပါအောင်အလုံးပြမှာဖြစ်ပြီးအရှောက်ကွဲမှာအောင်ဆိုရင်နေပါတယ်။ဒါမဲ့လက်ရှိမှာပုံမှန်နဲ့မတူတော့တဲ့ပီတာကတော့အယ်ဒီပြောသမျှကိုဂယူမဆိုင်ပဲဂျော်နက်ကိုအမှန်တိုင်းပြောပြလိုက်ပါတယ်။အဲ့ဒီပြင်ပြုပြင်ထားတဲ့ပုံနဲ့သူ့ရဲ့မူရင်းပုံမှာထုတ်ပြလိုက်တာကြောင့်ဂျော်နက်ရဲ့ဒေါသအကြီးထွက်သွားပြီးအယ်ဒီကိုတခါရဲ့လှုပ်ထုတ်ပစ်လိုက်ပါတယ်။ အနေရဝတ်စုံကအဝင်များလာတဲ့ပီတာကတော့ပုံမှန်နဲ့မတူတော့ဘဲဝိရမဝေထားတဲ့အချိန်မှာတော့သူ့ရဲ့အချင်းဆက်တီးကတောင်းလဲလာခဲ့ပါတယ်။ဂျွန်နက်စီမှလည်းအရင်နဲ့မတူဘဲလူပန်းဝါဒလာတဲ့အတွက်ဂျွန်နက်စီမှလည်းအလုံးရလာတဲ့အပြင်မင်းကလေးတွေကိုပါလိုက်ပြီးပို့ချောင်လာတတ်ပါတယ်။ပုံမှန်ထက်လည်းယုံကြည်မှုတွေကအယမ်းမြင့်မားနေခဲ့ပြီးလမ်းသွန်းလာလာမင်းကလေးတွေရတော့ပီတာကိုငန်းကြည့်ရတဲ့အချိန်ထိတိပဲဖြစ်လာပါတယ်။ဒီအချိန်မှာရေစိုးပြောင်းနေမှာဘွားပြတ်သွားတဲ့ဖလစ်ကတော့တဲရိပြတ်ထောက်သွားတယ်ပုံမှန်တိုင်းဖြစ်ပြီးနေရာကနေပြန်လို့ထလာခဲ့ပါတယ်။ ပီတာကတော့ ग्वान ကိုထိန်းသွေးဖို့တက်ခေါ်နေပြီအဲ့ဖျက်ကိုအန်ဒီရတွေ့သွားတဲ့အချိန်မှာတော့သူ့ရှီယန်နဲ့အလုတ်ရောရီးစားအောင်ရောပါလူသွားတဲ့အတွက်ပီတာကိုချိန်မိတဲ့ခဲမရဖြစ်နေပါတယ်ပီတာက ग्वान ကိုချိန်တာအကြောင်းရင်းတစ်ခုရှိပြီးအဲ့ဒါကတော့မယ်ရီကိုတစားချိန်ဖို့သွားတာဖြစ်ကမယ်ရီအလုတ်လုံးနေရဲ့ဘာဟုတ်သွားပြီးအလုတ်ရှင်ကမယ်ရီကိုတစင်းဆိုခိုင်းနေရဲ့အချိန်ဖြစ်တာကြောင့်ပီတာကအဲ့ဒါကိုအခွင့်အောက်ယူလိုက်ပြီးမယ်ရီတတိမထားထားမိအောင်လို့တန်လျောက်ဝင်ကြည့်လိုက်ပြီးမယ်ရီကိုတဝင်းတူအောင်မှာ ग्वान နဲ့တွဲကပြစ်လိုက်ပါတယ်ဒီတော့မှပဲ ग्वान လည်းသူ့ကိုပီတာကတမင်သက်သက်အုံချနေတာကိုသိသွားကြောင်းစိတ်တူပြီးနေရာနဲ့ထွက်သွားပါတယ် ါနဲ့ဒီအားမရသေးပဲပီတာကမယ်ရီရဲ့အလုံးမှာပါပွဲချလိုက်ပါသေးတယ်။အဲအကြောင်းမယ်ရီရဲ့ဝင်တာဖို့လို့တော့ပီတာကမယ်ရီကိုပါဒေါသလက်ကြီးနဲ့တက်ခိုက်လိုက်ပြီးပွဲရလေစူးစူးဝါဖြစ်သွားပါတယ်။ဒီလိုရည်ဖြစ်သွားမှာပဲပီတာလည်းသူ့ကိုယ်သူတည်ထားမိလာပြီးဘုရားကျောင်းတစ်ခုပေါ်မှာထိုင်ပြီးသူ့ရဲ့အချင်းတွေကိုသူပြန်ပြီးသုံးသပ်နေရပါတယ်။ဖြစ်စဉ်တော့တရက်ဆက်ဆိုင်ဆိုသလိုအန်တီကလည်းဘုရားကျောင်းထဲမှာရှိနေပြီးပီတာပေါ်မှာရှိတဲ့သူ့ရဲ့မကျင်တဲ့ချက်တွေကိုလာပြီးရင်ဖွင့်နေပါတယ်။ အဲ့ဒီချိန်တက်လက်စားထဲမှာပဲပိတာလည်းအပေါ်မှာရှိနေတဲ့သူ့ရဲ့ဝတ်စုံကိုချွတ်ဖို့အတွက်မနေ့ကျိုးစားနေရပြီးဒီချိန်မှာတော့ဝိယုံဟာချွတ်လို့မရဖြစ်နေရကြောင်းရုံးဝင်းကန်ရင်နဲ့ပဲအနားမှာရှိနေတဲ့ခေါလုံးနဲ့ဝင်တိုက်မိကြပါတယ်ဒီချိန်မှာထွက်ပေါ်လာတဲ့အတန်အကျယ်ကြီးကြောင်းသူ့ရဲ့ကိုယ်ပေါ်မှာရှိနေတဲ့ကဘာကောင်ကအားနဲ့လာပြီးဒါအောင်မြင်သွားတဲ့ပိတာကလည်းအခွင့်ကောင်းကိုယူလိုက်ကခေါလုံးကိုစတဲ့တီးလိုက်ပြီးဝိယုံကိုရအောင်ချွတ်ချပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအတန်ပေါင်းဆောင်ကြားနေရကြောင်းဖះเจ้าနဲ့အန်ဒီယာအပေါ်လာဆက်စုပြီးဝစ်ဆောင်ကိုချုပ်ဖို့အတွက်အသက်သက်စူးစမ်းနေတယ်ပီတာကိုတွေ့သွားရုံသာမကပီတာစီကနေခွာကြလာတယ်ကဘာကောင်ကလည်းအဒီစီကိုပြေးပြီးကတ်ွယ်လိုက်ပါတယ် ပီတာကိုတွေ့ခဲ့ထားရတဲ့အကုန်လုံးကုန်သွားတဲ့အချိန်မှာအက်ဒီကိုကပ်ပါကောင်ကအလုံးစုံဝိုင်းမြူသားပြီးဖြစ်ပြီးအက်ဒီကလည်းလက်ရှိမှာပီတာကိုဒေါသရိုက်ထွက်နေရကြောင်းကပ်ပါကောင်ကအသာလေးတွေ့ခဲ့သွားလိုက်တာပဲဖြစ်ပါတယ်။ဒါအောင်မသိရတဲ့ပီတာကတော့အိမ်မျက်မြင်ရေမိုးချိုးနေကသူ့ကိုယ်သူပြန်ဆက်ဆက်နေတဲ့အချိန်မှာပဲအန်ဒီမရောက်လာပါဘူး။အကြောင်းကတော့ဒီနောက်ပိုင်းမှာအပြောင်းလဲလာတဲ့ပီတာကိုစိုးရိမ်လို့လာပြီးတတိပေးတာဖြစ်ပြီးမယ်ရီလေးကိုရောလက်ထပ်ခွေတောင်းပြီးပြီလားလို့မေးလိုက်ပါရယ်။ဒါမှမဲပီတာကတော့လက်စုပ်ကိုအန်ဒီမျိုးကိုပြန်ပေးလိုက်ပြီးမယ်ရီကိုနာကျင်လို့ခဲ့မိလို့လက်ရှိမှာမယ်ရီကိုမျက်နှာပြပြပဲဖြစ်နေကြအောင်အန်ဒီမျိုးကိုပြပြလိုက်ပါရယ်။ ဒါမဲ့အနီမရတော့အချီနီတို့ပြတ်ထိလိုက်လိုက်ပြီးတားမကြခင်မှာမယ်ရီကိုပြန်ပြီးစီးဟုတ်နိုင်လိုက်မှာပါလို့အာပိနေရင်လက်စွပ်လေးကိုပြန်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာအက်ဒီကတော့ဖလစ်နဲ့တော့ပေါင်းမိပြီးစပိုင်ဒါမန်ကိုနှစ်ယောက်တူတူချိန်မုံမုံတက်ပူပေါင်းလိုက်ကြပါတယ်။ပြီးရနဲ့အက်ဒီကကားမောင်းသမားအဖြစ်နဲ့ရုပ်ဖြတ်ပြီးမယ်ရီကိုပြန်ပေးဆွဲပါတယ်။မယ်ရီပါလာတဲ့ကားကိုအဆောင်အထိတ်မှာချိန်ဆွဲထားတဲ့တဲ့ရင်ကမြို့ထဲမှာတမဟိုကြီးပြန်လာလာပြီးသူ့ကိုလာခဲ့ဖို့ကြိုးစားတဲ့ချဲတွေကိုတဲလူသားအစပြီးတက်ခိုက်ပါတယ်။ပီတာပါကာတယောက်လည်းအဲ့တဲ့တွေကိုကြကြချင်းပဲချက်ချင်းပဲစပိုင်ဒါမန်ဝတ်စုံအောင်ပြန်ဝင်လိုက်ပါတယ်။ ဟယ်ရီကလည်းပီတာလိုပဲသတင်းကြားပြီးရတယ်မယ်ရီကိုစိုးရိမ်နေတဲ့အချိန်ပီတာပါရောက်လာပြီးဟယ်ရီကိုအကူအညီလာတောင်းပါတယ်အကြောင်းကတော့လက်ရှိမှာသူတက်ခဲရမဲ့သူဟာနှစ်ယောက်ဖြစ်နေပြီးမယ်ရီကလည်းအသက်အန္တရာယ်ရှိနေရကြောင်းသူမကယ်နိုင်မှာစိုးလို့ဖြစ်ပြီးဟယ်ရီကတော့ပီတာကြောင့်သူ့ရဲ့မျက်နှာမှာရခဲ့တဲ့ထဏ်ရာကိုပြလိုက်ကာစစ်စင်ကားကားပဲထင်ထုတ်လိုက်ပါတယ်ဒီလိုနဲ့စပိုက်ဒါမန်နဲ့ဟယ်ရီကိုထားခဲ့လိုက်ရပြီးသူတယောက်တည်းပဲအားလုံးကိုဖြစ်ရှင်းဖို့တော့သွားတဲ့အချိန်မကြခင်မှာဟယ်ရီရဲ့အိမ်တော်ထင်းကြီးဟာသူ့အမေနဲ့ပတ်သက်တာတွေကိုဟယ်ရီကိုစပြီးအမှတ်တိုင်းပေါ်ပြပါတယ် အဲ့ဒါတည်းကတော့သူ့ရဲ့ဖေ Norman Osborn ကိုတတ်တာ Spider-Man မဟုတ်ပဲ Norman ကသူ့ရဲ့လက်နက်နဲ့သူပဲသူ့ကိုသူအထိုးခံလိုက်ရတာကိစ္စသုံးသွားတာဖြစ်ကြောင်းသိလိုက်ရတဲ့အချိန်မှာတော့ Harry လည်း Peter သူ့ကိုပြောခဲ့တဲ့အရာတွေဟာအမှန်ပါလားဆိုတာကိုသိသွားပြီး Peter အတွက်စိတ်မကောင်းဖြစ်သွားပါတယ်ဒီအချိန်မှာ Spider-Man ကတော့တိုက်ပွားနေပြုတ်ချခံနေဖြစ်နေတယ် Mary Sue ကိုသွားပြီးကယ်တင်ပေးဖို့စူးစမ်းနေရတာသူကကယ်တင်ဖို့စူးစမ်းလိုက် Eddie ရောက်ဝင်လုံးလိုက်နေ Spider-Man လည်းအထိတာနေပြီးနောက်ဆုံးမှာတော့အမဲရောင်ကောင်းကြီးကသူ့ကိုသူ Eddie ဖြစ်ကြောင်းပြလိုက်တာ Spider-Man ကိုလည်းအညိုတကြီးစားပြီးတိုက်ခိုက်ပါတယ်စပိုင်ဒါမန်ကိုဖတ်ချုပ်ပြနေပြီးသူ့ရဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့အတွက်ဘယ်လောက်ထိတပည့်ချင်ကြောင်းနေပြောနေပါရယ် စပိုင်ဒါမန်ကလည်းဒီကဘာကောင်ကအရင်အနေအကြီးကြောင့်နဲ့မကြခင်မှာမင်းရဲ့ခန္ဓာကိုယ်တိတ်မိတော့မှဖြစ်လို့အချင်းရှိတုံချက်ချင်းပဲခွက်ထွက်ဖို့အတွက်ပြောနေပေမဲ့အဲဒီကတော့လက်မခံပဲစပိုင်ဒါမန်ကိုတပ်ဖို့တပဲဆိုင်ပြနေကအဲ့ဒီအချိန်မှာမယ်ရီယာအပေါ်ကနေကြောင်တုံးတုံးပြထလိုက်ပြီးစပိုင်ဒါမန်ကိုကတ်တင်ပြလိုက်ပါတယ်ဒီလိုနဲ့စပိုင်ဒါမန်လည်းတဲလူသားတစ်ဖက်ကဘာကောင်ကတစ်ဖက်နဲ့အတော်လေးရုန်းကန်နေရပြီးမယ်ရီယာလည်းအပေါ်ကနေတဖြည်းဖြည်းနဲ့ပြုတ်ချဖို့အချိန်ရနေဆက်လာပါတယ်ဒီအချိန်မှာစပိုက်ဒါမန်ကိုအက်ဒီရဖတ်ထုတ်လိုက်ပြီးတဲလူသားကလည်းတစ်ချက်ချင်းရေးရဆက်ဆက်ထူထောင်နေတာကိုဘေးနားမှာကြည့်နေတဲ့ပြည်သူတွေကလည်းစင်မကောက်ရုံမှာမပါဘာမှမတတ်နိုင်ခဲ့ပါဘူး ဒီလိုမျိုး Spider-Man တရားကိုအတော်လေးအထိနာနေကသတိမပြောလာခဲ့အချိန်မှာပဲရုတ်တရက်ဆိုသူတို့ Green Goblin ဝတ်စုံနဲ့ Harry Osborn ရောက်လာပြီး Peter Parker ကနေလာကူတိုက်ပါတယ်။ပြည်သူတွေကလည်း Green Goblin ကိုတွေ့လိုက်ရအောင်အစတော့ကြောက်သွားပေမယ့် Spider-Man ကိုဝင်ပြီးကူပေးနေရအောင်အားတက်သွားကြပြီး Green Goblin မှာဝိုင်းပြီးအားပေးကြပါတယ်။ဒီလိုနဲ့ Spider-Man နဲ့ Green Goblin ကတစ်ဖက်တဲလူသားနဲ့ကပ်ပါကောင်ကတစ်ဖက်နဲ့မျိုးထဲမှာအထာချာချာတိုက်ခိုက်ကြပြီးနှစ်ယောက်သားတဲလူသားကိုအရင်ဆုံးဥသားပေးပြီးတိုက်ခိုက်ကြပါတယ်။ကွင်းကော်ဘလင်ဟာဒုံးကျည်နဲ့ပြစ်လိုက်မီးနဲ့ရှို့လိုက်နေတီးထုတ်နေကြပြီးစပိုင်ဒါမန်နဲ့မယ်ရီကိုအမိရခေလိုက်နိုင်ခဲ့ပါတယ် ီတော့မှကပ်ပါကောင်ဖြစ်တဲ့အန်ဒီကိုတက်လှည့်ရှင်းကြပြီးပီတာတယောက်ကခံနေရတဲ့အချိန်မှာပဲဟယ်ရီယာပီတာကိုဝန်ခံနေပြီးသူတစ်ပြက်ကိုတစ်ပြက်အစောခံနေကြရပါတယ်။စပိုင်ဒါမန်နဲ့အန်ဒီတို့သူတစ်ပြက်ကိုတစ်ပြက်ချနေကြတဲ့အချိန်မှာတန်ချောင်းနေပြောကြလာပြီးစူဂျန်တန်ထွက်လာအကြောင်းကပ်ပါကောင်ကအားနေသွားပြီးဒါအောင်မြင်လဲရတဲ့ပီတာကလည်းချက်ချင်းဆိုသလိုပဲသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကကပ်ပါကောင်ကိုဖယ်တော်တော်ကပုံစံကိုပြင်ပြီးတတိယလိုက်ကတန်ချောင်းနေကိုနေရာနဲ့မှာပတ်ဆိုင်လိုက်ပြီးစူဂျန်တန်ပြေးလိုက်ကကပ်ပါကောင်ကိုခွဲထုတ်ပြေးလိုက်ပါတယ်။ ီလိုနဲ့ကပားကောင်ကအပြုတ်လာတဲ့အချိန်မှာတော့အက်ဒီကိုအမိရဆွဲထုတ်ပစ်လိုက်ပြီးကပားကောင်ကိုဘုံပစ်ထက်လိုက်ပြီးအဆုံးသတ်ဖို့လုပ်တဲ့အချိန်မှာတော့အက်ဒီကမယူးရဲ့ဆက်သွားနေပဲသူ့ဘဝကဒီကပားကောင်ကြောင့်အဆင့်မြင့်လာခဲ့ရလို့ပြောနေပြီးကပားကောင်စီကိုပြင်ဝင်လိုက်မိရာကြောင့်နှစ်ယောက်သလုံးတစ်ခါတည်းမှလက်ကီးရသွားပါတယ်တိုက်ပွဲပြီးသွားတဲ့ Spider-Man ဟာ Green Goblin စီကိုအမြန်ပြီးသွားခဲ့ပြီး Harry ကတော့တိုက်ပွဲမှာရခဲ့တဲ့ဒဏ်ရာကြောင့်အခြေအနေမဟန်တော့ပါဘူး ပီတာပါကလည်းသူ့တငယ်ချင်းကိုတောင်းပန်ပေးမယ်။ဟယ်ရီကတော့ပီတာကိုအထင်လွဲခဲ့မိရတဲ့အတွက်ပြန်ပြီးတောင်းပန်နေကဘာဖြစ်ဖြစ်သူ့ရဲ့နောက်ဆုံးချိန်မှာသူ့ချစ်ရတဲ့တငယ်ချင်းလေးနဲ့နောက်ဆုံးချိန်ကိုဖက်တန်းလိုက်ရအောင်ဟယ်ရီလည်းပျော်နေပြီးပီတာတို့ကလည်းဝမ်းထဲနေကယူကျုံမြတ်ဖြစ်နေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတဲလူသားဖလက်ကနေအောင်လွှဲလာခဲ့ပြီးပီတာပါကကိုအကြောင်းစုံပြပလိုက်ကတောင်းပန်လိုက်ပြီးတကယ်တော့သူဟာသူ့ရဲ့သမီးလေးရဲ့ဆေးဖို့အတွက်လုံမိလို့ရလုံးခဲ့ရတဲ့နေမှာတငယ်ချင်းဖြစ်သူရဲ့တက်တုံးမှုကြောင့်အန်ကယ်ဖက်ကိုမတက်ချင်မဲနဲ့တက်ခတ်မိတာဖြစ်ကြောင်းပြပလိုက်ပါတယ်။အကြောင်းစုံကိုနားလဲသွားတဲ့ပီတာပါကလည်းဖလက်ကိုနားလဲပေးလိုက်ပြီးသဘောထားကြီးစွာနဲ့ခွင့်လွှတ်ပေးလိုက်ပါတယ်။ လုံးနဲ့ပဲနောက်ဆုံးမှာတော့ပီတာဘာကာတို့လည်း Harry Osborn ရဲ့ဆောင်မလာတော့သွားကြပြီ Harry အတွက်စင်မကောင်းဖြစ်ကြောင်းပြောကြရင်းနဲ့နောက်ဆုံးမှာတော့ Mary နဲ့ Peter တို့လည်းပြန်ပြီးအဆင်ပြေသွားခဲ့ကြပါတယ်